ကျွန်တော်အရင်အနုပညာကိုလည်းဝါသနာပါပါတယ်အဲ့တော့ဟိုကျွန်တော်ရဲ့ကောင်းမလေးကအာတိကျဆောင်လို့တော့မကြိုက်လို့ကျွန်တော်မလုပ်ရတာပါအဲ့တကယ်တော့ဒီကျွန်တော်သူ့ကိုဘေးမှာထားပြီးဖြေးပါမယ်လို့ပြောတာသူ့ကိုဘေးမှာထားပြီးမှမေးပါအဲ့သူ့ဘေးမှာရှိတယ်ကျွန်တော်ဖြေးမယ်အဲ့သူ့အကြောင်းဒါလည်းသူ့အကြောင်းပဲပေါ့နော်အကျွန်တော်ဒီကတိပေးတာသူ့အကြောင်းဖြေးမယ်ဆိုရင်သူ့ဘေးမှာနားထောင်ကျင်တယ်တဲ့ကျွန်တော်ကောင်းမလေးကနားထောင်ကျင်တယ်ဆိုတော့ အဲကျွန်တော်ချစ်မွားလေးကိုဒီမှာထားပြီးမှဖြေပါအမလေးကိုချစ်တဲ့စိတ်နဲ့ဟုတ်တယ်အာဂျင်နာမှာခဲ့ဒါပေမဲ့သူ့ကိုချစ်တဲ့စိတ်ဆိုတာတော့ကိုတခါကြရအဲ့လိုမဟုတ်တော့ तू ကဘာလို့ပြီးပါလို့လဲမတောင်းဆိုဒါပေမဲ့သူ့အတွက်တကယ်ချစ်တဲ့ကျွန်တော်မဟုတ်ပါဘူးကျွန်တော်မှမဟုတ်ပါဘူးလူတိုင်းလူတိုင်းမင်းကြီးတွေယောက်ျားဖြစ်တကယ်ကိုတကယ်လူတယောက်ကိုချစ်သွားပြီဆိုရင်ကိုနဲ့အမျိုးမတော်သွေးမတော်တမဆက်လူတယောက်ချစ်သွားပြီဆိုရင်အဲ့လူအဲ့လူကိုတကယ်ပြောတာနော်ဟိုအပေါ်ရန်ချစ်တာမဟုတ်တကယ်ချစ်သွားပြီဆိုရင်သူ့အတွက်ဆိုတာကြီးကစဉ်းစားစရာမလိုဘူးအမြဲတမ်းအာလုပ်ပြီး လုတ်ပေးနေမှာပါဟုတ်အာဟုတ်တယ်အဲ့ဒါကြောင့်ချစ်တူရေစုံတွေမှာကျွန်တော်တည်တာတော့ကိုတကယ်ချစ်မျက်လုံးဝပြီဆိုရင်ရက်တော့မဟုတ်ဘူးကိုချစ်တူကနေကြာစီတွေခွာပေးရင်တော့အာဟိုဘယ်လိုပြောမလဲဟိုသူတို့အဲ့ဒါတန်ဖိုးထားတယ်လीဟုတ် ကျွန်တော်အရင်နေရတဲ့ဒါပြပြောနေတတ်တယ်အဲလူတိုင်းနဲ့ပေါ့နော်အဲလိုအခုအခုမှတွေ့လိုက်တဲ့လူနဲ့ဆိုရကျွန်တော်ငယ်ငယ်ချင်းတို့ပေါင်းလိုက်တဲ့အဲ type ပေါ့နော်ကျွန်တော်အဲ့လူအားလုံးဝင်နေတဲ့အာခင်မင်နေတတ်တယ်ဆိုတော့ဒါကြီးကကျွန်တော်တို့တိတ်ပြောင်းလဲစရာမရှိပါဘူးဒီ design မှာတွေ့တဲ့အခုဒီလေကျွန်တော်ဒါအားလုံးကကျွန်တော်တို့ဒါဗုဒ္ဓဘာသာဆိုရေဆက်ရှိလို့စုံကြတယ်ဆိုတော့အကုန်လုံးရေဆက်ရှိလို့စုံကြတဲ့လူတွေပဲဆိုတော့ကျွန်တော်အကုန်လုံးဒါအဆင်ပြေအောင် အာဟိုအအစင်ပြအောင်တော့အားလုံးနဲ့ပေါင်းတင်ပါလေကျွန်တော်ရိုက်ကူးရတော့ကျွန်တော် MC ပဲလုပ်ပါလေဟိုရရုပ်ရှင်တော့မရိုက်တော့ဘူးပေါ့ဟုတ်အထုတ်လို့နေရတော့အခုဒီ SS frame production ပေါ့နော်ဒါတော့နှစ်ကားရိုက်ထားပါလေဟုတ်ကိုနေတိုးရခင်းဝါရပေါ့နော်အနှစ်ယောက်တော့နှစ်ကားနဲ့နှစ်ကားရိုက်ထားပါလေဟုတ်အဲ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 ့လိုပေါ့နော် producer ဘက်ကိုဥတည်ထားတာပေါ့ဟုတ်ရှိတယ်အာဟိုသူ့အတွက်လည်းအမြဲအဲ့လိုပေါ့နော်ဟိုတကယ်တော့တချစ်သူနှစ်ယောက်ဆိုတာတယောက်နဲ့တယောက်တန်မိုးကြီးမှမဟုတ်ပါဘူး အာအဲ့လိုမျိုးပေါ့နော်ကိုစိတ်ထဲကသူ့ကိုဒါလေးတခုနောက်ဆုံးနောက်ဆုံးပန်းလေးတစ်ပွင့်ယူရတယ်ဆိုတော့ကိုစိတ်ထဲမှာဒါသူ့အတွက်ဆိုတာအာဒီမန်းညက်လေးရှိပြီးတော့အပန်းလေးတစ်ပွင့်ဘာမှမဟုတ်ယူလိုက်တယ်အပန်းလေးတစ်ပွင့်ကသူ့ကိုပေးလိုက်ရင်သူဒါတကယ်ချစ်တဲ့စုံရဲဆိုတော့ဒီပန်းကဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးရှိတဲ့အရာဖြစ်သွားမှာပေါ့ဒါမှတရားဟုတ်တယ်သူကနားလည်မှုအရင်ရှိတယ်ဒါပေမဲ့အာကျွန်တော်ကသူကအဲ့လိုပေါ့နော် relationship တစ်ခုမှာယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဖြစ်တစ်ဖက်ကအရင်နားလည်ပြီးအဲ့တစ်ဖက်ကဘာမှ ဟိုသူဘလောက်ပဲဆိုးခဲ့ပါစေအဲ့တဲ့ဘက်ကအရင်သူ့ဘက်ကပြောင်းလဲလာတယ်အဲအဲ့လိုပေါ့နော်တယောက်နဲ့တယောက်လိုအရင်ကိုတင်းသူတင်းဆိုတာပြဿနာတက်တာပေါ့နော်တစ်ဘက်ကအရင်နားလဲလဲချင်းကြားတယ်တစ်ဘက်ကအဲ့လိုဒါပြောင်းလဲသွားတယ်ပေါ့ဒါလူတိုင်းကတော့မဆိုလိုပါဘူးအများအဖြစ်တော့အဲ့လိုဖြစ်တတ်ပါတယ်ဟုတ်အဲအဲ့ဒါတော့ကျွန်တော်တို့ဒါကျွန်တော်လည်းဒီ MC လုပ်ခဲ့တာဆိုရင်အကြိုက်နှစ်တည်းကြာကြာပြီဆိုတော့ဒါတော့ကိုယ့်ရဲ့အလုပ်ငန်းအတွေ့အကြုံကပဲတင်သွားတာပေါ့နော်အအရင်ကိုယ့်အတွက်တော့အရင်ဟိုဟိုတွေ့တူးတော့မရှိတော့ပါဘူးဆိုတော့ကိုယ်လည်းအမြဲတမ်းဒါ ွဲတွေလုံနေတဲ့သူဟိုဘောတော့အလုတ်ကတင်တယ်လို့ပြောရမှာပေါ့နော်သူတို့အဆီဇင်များရဲ့ဆိုအဆီဇင်များတဲ့ပုံမှာမူတည်ပြီးကျွန်တော်ပြောတယ်ပြီးရင်တခါကြီးကကျွန်တော်ကဒီအဆီဇင်အာဂျင်နာအတိုင်းမဖြစ်သွားတဲ့ပွဲတွေဆိုအများကြီးရှိပါတယ်အဲ့တော့ကိုကတော့ဒီအာဂျင်နာတင်းတင်း၃၄၅၆ခွင့်ချက်စီထားတယ်ဒါပေမဲ့တခါကြီးကအကြောင်းကြောင်းကြောင့်အာဂျင်နာအရှိတူရာတွေဘာတွေရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီ MC ပေါ့နော် presenter တွေရဲ့သူတို့ရဲ့ပညာရဲ့နဲ့ပဲသူတို့ရဲ့အတွေ့အကြုံနဲ့ပဲဒါကစားဝတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပါပဲအဲ့ဒါအဲ့ဒါအခုမှကျွန်တော် official မဖျားခင်နဲ့သူနဲ့အရင်နေ့ကဟိုချစ်သူဖြစ်ခဲ့တာပေါ့အဲ့ မမပြရရလို့ပါတယ်ဟာလာအခုကတည်းကအခုကတည်းကအဲဟိုဟိုလုတ်ပေးတာတော့အများကြီးပေါ့နော်ဒါပေမဲ့တခါညံ့ဒါလေးကတော့အမတ်ရဖြစ်မယ်အာကိုရတဲ့အဲ့လိုတင်လိုက်တာပေါ့နော်အဲ့လိုအခုနကရိုးရဲတော့မဟုတ်ဘူးအာဘယ်သူဘယ်သူမဆိုပေါ့နော်ကိုချစ်တဲ့လူကိုသွားအပြင်သွားတယ်ဆိုတော့ဘာမှမဟုတ်လမ်းမှတွေ့တယ်ပန်းအခုလိုမဟုတ်ဘူးဒါပန်းနေတယ်ဟဲ့ဒီပန်းကငါကမာလီနဲ့ဆိုရယ်ငါချစ်တူနဲ့ဆိုရင်လိုက်လိုက်မှာပဲနော်ဆိုတဲ့အသွေးက အဲ့ဒါလုတ်သွေးလို့မရဘူးသူ့ထဲမှာတကယ်ချင်းမှအဲ့လိုပေါ်တာတကယ်ချင်းမပေါ်ဘူးအဲ့လိုပေါ့နော်ဟိုနေ့ဆိုကျွန်တော်လုတ်တယ်ကျွန်တော်ကဒီ vivo ပွဲပေါ့ vivo ပွဲမှာဘာမှမဟုတ်ဘူးကျွန်တော်အဲ့သူတို့ကစားနေတဲ့ဥစ္စာလေးကြည့်နေတာကျွန်တော်ကြည့်တော့အဲငါသာလေးကိုသူ့အတွက်လုတ်ပေးလိုက်ရင်ညာကြိုက်မလားမသိဘူးပေါ့နော်ဆိုအဲလုတ်ပေးပြီးတော့သူ့ကိုပေးလိုက်အဲ့ဒါ ကျွန်တော်ကောင်မတည်းကကျွန်တော်အမေကိုအရန်ချစ်တယ်ကျွန်တော်လည်းသူ့အမေရောကျွန်တော်အမေရောကျွန်တော်တို့နှစ်ယောက်လုံးကအရန်ဟိုအဲချစ်တယ်အပြီးတော့ကျွန်တော်လည်းအာဘောနော်ဘယ်လိုပြောမလဲဟိုသူဆိုတဲ့ကျွန်တော်အမေကိုကြောက်တယ်အဲ့လိုမအာအဲ့မျိုးဆိုတော့အရန်နဲ့အမေကိုအရန်သူကျွန်တော်အမေဆိုသူ့အမေလိုပဲသဘောထားတယ်တိတက်တယ်အဲကျွန်တော်ဆိုတဲ့သူ့အမေကိုကျွန်တော်အမေလိုသဘောထားတယ်အဲ့ဒီတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအရန်အဆင်ပြေတယ်ဘာဖြစ်လို့ဆိုတော့ဟိုမမဝိုင်းမလို့အဲ့လားတွေကတော့ ဟိုအပြောပဲရှိမှာပါတချို့လူလူကျွန်တော်ခုနပြောတော့လူပဲกว่าတာဗောနော်တော်မမားပိုင်းမလို့ဘာမလို့ဆိုတော့မရှိဘူးသူ့ရဲ့ခံယူတဲ့စိတ်ပုံပါပဲမူတည်တယ်အမေကိုချစ်တဲ့စိတ်နဲ့ဒါကိုယ့်ရဲ့ချစ်သူကိုချစ်တဲ့စိတ်ကမတူဘူးလေအမေကိုချစ်တဲ့ဒါ तू ကလည်းနားလေတဲ့ကဘာမှာတော့အမေကိုချစ်တဲ့စိတ်နဲ့ဒါချစ်သူကိုချစ်တဲ့စိတ်ကရှင်လို့မမြင်ရတာဒါအလိုတိုင်းသိမှာပါဟုတ်โอเคอ่ะဒီနေ့မှာသူကျွန်တော် Diamond uh, Pavilion Diamond Pavilion မှာကျွန်တော်ဝယ်တဲ့ customer တွေဆို setting ဝယ်လိုက်တာ ਨੇ ပလာမာ customer တွေပြီးနေတယ် သိန်းတရာဝယ်လိုက်ကြတယ်ဒီမိမာဆိုရင်ပထမစု30ဒုတိယစု30တတိယစု10သိန်းဒါစုမဲတွေကိုလည်းကျွန်တော်မဲဖောက်ပေးတော့မှာဖြစ်ပါတယ်အာဒီမိမာဆိုရင်ဒါ discount တွေလည်းပေးနေပါတယ်အဲ့တော့ကျွန်တော်ဒီဘက်အာ Diamond Pavilion ဆိုင်ရာဒီဂမုံပွင့်မှာကျွန်တော်ကျွန်တော်ဒါဆိုရင်ဟာမင်္ဂလာတောင်ကျွန်းဂမုံပွင့်ဒါ Hose Mall မှာလည်းရှိတယ်ပြီးရင်ကျွန်တော် Junction City မှာလည်းရှိပါတယ်အခွင့်အခါတင်ရလာရောက်ပြီးတော့ဝယ်ဖို့တော့အားလုံးဖိတ်ခေါ်တယ်ဘီလာအကြည့်လည်းကျွန်တော် Cancel မဲ့ discount ရှိရှိမယ်လို့ကြားရပါတယ်ခင်ဗျအားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်